အသူ့ရဲ့ဇကားတွေပြီးတော့သူ့ရဲ့အကြောင်းအရာတွေဆိုလို့ရှိရင်အရင်တော့ကြားဘူးတယ်ပေါ့နော်အဲဒါပေမဲ့အမြင်လည်းမြင်မှုအကြည့်လည်းကြည့်ပဲဒါပေမဲ့အပြစ်မှတခါမစုံဘူးလေ တော့မြင်ချက်ဆိုရင်အာညီမလေးအကိုဒါလေးဒါလေးဝတ်ဖို့ရှိတယ်လို့ပြီးတော့အာစီစင်းလေးမှာအကိုဘယ်လိုလုပ်ထားရောပါတော့အဲ့လိုမျိုးလေးတယောက်တစ်ယောက်ညှိပြီးတော့တယောက်ဆောင်တာပါပေါ့နော်ဘာလို့ဆိုတော့ဒီတချင်းထဲမှာကြောင့်ရိုက်ထားတဲ့ပုံစံလေးကတော့ story line တစ်ခုလေးနဲ့သွားထားတာဆိုတော့မြင်ချက်တခြားလေးလည်းအတတိုင်းပဲမင်းနဲ့ရိုက်ဖြစ်တယ်ပြီးတော့အာဥမြောက်ပေါ့နော်ဥမြောက်ကလည်းမြင်ချက်တခြားလေးပြပြပေးတယ်ပြီးတော့ကိုစနိုင်ရကြတော့မြင်ချက်ကိုအစနေရကြတော့သူဘယ်လိုပုံစံလေးသွားမယ်啊အစပြပြပေးထားတာဆိုတော့တခြားလေးတတိုင်းပဲမင်းနဲ့ရိုက်ထားတဲ့ music video လေးတစ်ခုပါလို့ဟုတ် ဒီ music video မှာကြာတော့လုံးချိန်တစ်ခါမှလည်းမစုံဘူးရဲ့ပေါ့နော်ကိုစနိုင်နဲ့တူတူတွဲဖက်ပြေတယောက်ဆောင်ထားတာကိုစနိုင်အောင်ကြာလုံးချိန်အရင်တော့ဆိုရင်အသူ့ရဲ့ဇကားတွေပြီးတော့သူ့ရဲ့အကြောင်းအရာတွေဆိုလုံးချိန်အရင်တော့ကြားဘူးတယ်ပေါ့နော်အဲဒါပေမဲ့အမြင်လည်းမြင်မှုကြီးလဲကြီးပဲဒါပေမဲ့အပြစ်မှာတစ်ခါမစုံဘူးဒါပဲဒီ music video ရဲ့မယ်ဆိုတော့မှပထမအဦးဆုံးစုံရတာပေါ့နော်အကိုကကြာတော့လုံးချိန်လို့ဆိုရင်အာညီမလေးအကိုဒါလေးဒါလေးဝတ်ဖို့ရှိတယ်လို့ပြီးတော့အစီစင်းလေးမှာအကိုဘယ်လိုလုပ်ထားရဲ့ပါတော့အဲ့လိုမျိုးလေးတယောက်တစ်ယောက်ညှိပြီးတော့တယောက်ဆောင်လာတာပေါ့နော်ဘာလို့လဲဆိုတော့ဒီတခြင်းထဲမှာကြာရိုက်ထားတဲ့ပုံစံလေးကတော့ story line တစ်ခုလေးနဲ့သွားထား ဆိုတော့ကျွန်တော်ချက်တခြားလေးလဲအတတိုင်းမမဲနဲ့ရိုက်ဖြစ်တယ်ပြီးတော့အာဥမြောက်ပေါ့နော်ဥမြောက်ကလည်းကျွန်တော်ချက်တခြားလေးပြောပြပေးတယ်ပြီးတော့ကိုစနိုင်ရကြတော့လွတ်ချက်ကိုအစနေရကြတော့သူ့ဘလို့ပုံစံလေးသွားမယ့်အားအစပြောပြပေးထားတာဆိုတော့တခြားလေးတတိုင်းမမဲနဲ့ရိုက်ထားတဲ့ music video လေးတစ်ခုပါလို့ဟုတ်အာလက်တလုံးနီးနနာမှာဆိုရင်လွတ်ချက်ဒီ9လပိုင်းမှာပေါ့နော်9လပိုင်းလာစမ်းမှာဆိုရင်ဒီ Fortune TV မှာတငယ်ချင်းတို့အိမ်ဆိုရဲဒီဇလန်တွဲလေးပြဖို့ရှိရဲအဲဇလန်တွဲလေးမှာအကြောင်းချက်တစ်ခါမှမမြင်ဘူးရတဲ့ပုံစံလေးအမြင်ဘူးရတဲ့ပုံစံဆိုတော့ဘလို့ဆိုတော့တငယ်ချင်းတို့အိမ် င်ဆိုတဲ့အတိုင်းမိန်းကလေး၄ယောက်ပေါ့နော်တငယ်ချင်း၄ယောက်ရှိတယ်။အဲတငယ်ချင်း၄ယောက်ရဲ့ကြုံတွေ့ရတဲ့အဖြစ်အပျက်လေးကြုံတွေ့ရတဲ့အဖြစ်အပျက်မှာဆိုတော့တယောက်နဲ့တယောက်ကမတူဘူးသူတို့ရဲ့အချစ်ရေးလေးတွေပဲဖြစ်သူတို့ရဲ့ဘဝစကြောင်းလေးတွေပဲဖြစ်ဖြစ်ကြုံတွေ့ရမှာတယောက်အခက်ခဲကိုစည်းပြီးတော့တယောက်ရဲ့ပျော်ရွှင်မှုတို့တယောက်ကအတူတူဝင်မြခံစားတာတို့အဲအဲ့လိုမျိုးလေးပုံစံဆိုတော့ကြတော့ကြည့်ရတဲ့အခါမှာဆိုရင်ကိုရီငယ်ဘဝကို ပြန်ရောက်သွားသလိုမျိုးပဲအဲတောင်းတက်တောင်းတာငွေချင်းနေနဲ့ French လေးတွေမျိုးလေးလည်းမြင်တွေ့ရမယ်ပြီးတော့ကြဒီအလုံးကန်တွေလုံနေတဲ့အခါမှာစင်ရောအဲငွေချင်းတောင်းတဲ့တက်ကဘယ်လိုမျိုးဖေးမကူကူညီညီရှိတက်လဲဆိုတဲ့ပုံစံမျိုးလေးလည်းအတွေ့ရမယ်ဇက်အိမ်လေးဆိုတော့ကြတော့အလုံးချက်တော့ကထူချရဲပြီးတော့နောက်ထပ်ထူချရတစ်ခုရှိတယ်အဲထူချရတစ်ခုကကြတော့ series လေးလာရင် ကြည့်ပေးပါလို့ကြည့်ပြီးတော့ဝေဖန်ပေးကြပါလို့ဟုတ် อืมအဲ့လိုအကောင့်ထည့်ပေါ်ထားတဲ့ character တခုလည်းရှိရဲဒါပေမဲ့အဲ့ဒါကလွန်ချယ်ရိုက်တော့ရိုက်ပြီးသွားပြီဒါပေမဲ့ဘယ်တော့ပြမလဲတော့မသိသေးဘူးပေါ့เนาะအဲဒါအဲ့ဒီဇက်ကောင်ကကြာတော့လွန်ချယ်ရိုက်ချင်တဲ့ဇက်ကောင်တွေကတခုပေါ့เนาะလွန်ချယ်တဲ့ challenge ဖြစ်တဲ့ဇက်ကောင်လေးတခုကိုလွန်ချယ်အဲစိန်ခေါ်ပြီးတော့ရိုက်ကြည့်ထားတယ်ပေါ့เนาะအရင်တော့ဆိုရင်အဲ့ဒီဇက်ကောင်ကလွန်ချယ်ကရိုက်နိုင်မယ်လို့မထင်ဘူးရိုက်နိုင်မယ်မထင်ဘူးဆိုတော့ကိုကိုကိုယုံကြည်ချက်တိတ်မရှိခဲ့တာပေါ့เนาะဒါပေမဲ့တေချာကလန်းတဲ့အခါမှာဆိုရင်လွန်ချယ်တေချာစဉ်းစားပြီးတော့မှကိုကိုတကယ်လုံနိုင်လား အာဒီဇက်ကောင်ပြတ်သွားမှာကိုလည်းလွန်ချေကကြောက်တယ်။ဘာလို့လဲဆိုတော့လွန်ချေအတွက်ကတော်တော်လေးကိုစိန်ခေါ်မှုကြီးတဲ့ character ဖြစ်နေရမလို့ဒါပေမဲ့လွန်ချေတေချာလေးရဲ့ကိုယ့်ကိုစဉ်းစားပြီးတော့ငါလုံနိုင်ရမယ်အာပြီးတော့ကိုစူးစမ်းမယ်ဆိုတဲ့စိတ်တစ်ခုနဲ့ပေါ့နော်လွန်ချေအဲ့ဒီ script တွေကိုဆိုရင်အဲ့ဒီဇက်ကြောင်းမှာဆိုရင်အသေးချလေးဖတ်တယ်ပြီးတော့အဲ့ဒီကောင်မလေးကဘလိုကောင်မလေးဖြစ်မလဲအဲ့သူ့မှာဘလိုဒဏ်ရာလေးစိတ်ဒဏ်ရာလေးဘလိုရှိမလဲဆိုတာလေးရအစပါတော့ဒီချလေးလာပြီးတော့လို့ချက်ရိုက်ထားတဲ့ဇက်ကောင်တစ်ခုရှိပါတယ်လို့အဲ့ဒါကတော့ထွက်ခံပြီးကြရလို့ချက်ပြပြပေးမယ်အခုတော့ရိုက်တော့ရိုက်ပြီးသွားပြီဒါပေမဲ့ဘယ်တော့ထွက်မလဲတော့မသိသေးဘူးပေါ့နော်ဟုတ်ဟုတ်အမတ်တရားတွေရရှိရဲ့လွန်ချေရအခုဆိုရင်လွန်ချေအတစ်ပေါ့နော်အတစ်ဆိုတော့ကြာတော့လွန်ချေကအာတခါလေးတချို့ character တွေပုံဖော်ရတဲ့အခါမှာဆိုရင်အာတချို့အပိုင်းလေးတွေကအားမရသွားလေးရှိရဲ့ အားကြရင်ကိုကအော်ငါကဒီမှာတော့ဒီလိုမျိုးလေးတော့ဖြစ်ခဲ့တယ်မဲ့ကိုကိုရအကောင်းဆုံးတော့စူးစမ်းခဲ့စူးစမ်းပေမဲ့လည်းဘယ်လိုပြောမလဲပြန်ပြန်ပြီးတော့ဟိုကိုဟာကိုပေါ့နော်တိတ်မကျေနပ်သေးတဲ့အပိုင်းလေးလည်းရှိတာပေါ့နော်ဒါပေမဲ့အဲ့ဒီတချို့စင်းလေးတွေတော့အရန်ကျေနပ်အားရမှုရှိတဲ့အပိုင်းလေးရှိတယ်ရိုက်တဲ့အခါမှာဆိုမမဲရဘယ်လိုလဲဆိုလို့ချင်ကအဲ့မှာနည်းနည်းလေးတော်တော် emotional ဖြစ်တဲ့ မင်းကလေးဆိုတော့လေအဲဒီဟာကိုစိတ်ထဲတဲ့အခါမှာဆိုရင်လို့ချက်ကြတော့ဟိုကာရိုက်တာတစ်ခုကိုပုံဖော်တဲ့အခါမှာဆိုရင်ချက်ချင်းအစင်းမတက်ရင်အချက်ချင်းဒီကာရိုက်တာမှုတမ်းမဖြစ်သွားဘူးပေါ့နော်ဒါပေမဲ့သူများအဲ့လိုလာချီပြီးတော့လဲမူကြီးတွင်းထားတော့မဟုတ်ဘူးအဲ့လိုကြတော့အဲကိုယ့်ရဲ့စိတ်တွေပါလေအဲ့လိုမျိုးနည်းနည်း တခုဖြစ်မှာဆိုလို့ပေါ့နော်ဒါပေမဲ့လူကြီးကထားပါတော့မနက်ဖြန်လွန်ကြရအောင်အဲ့လိုမနက်ဖြန်လို့မှရိုက်မဲ့စင်ကကိုတော့ heavy စင်တခုကိုတကယ်ကို challenge ဖြစ်မဲ့စင်ဆိုရင်ညတွေတည်းရအောင်ပါကိုကိုကြွတင်ပြီးပြင်ဆင်ထားတယ်ပြီးတော့မနက်ဆိုရင်လည်းအဲ့ mood ပေါ့နော်ဘယ်လိုပြောမလဲအဲ့ character အလေးအတိုင်းအောင်နည်းနည်းလေးနေပြစ်ပြီးတော့မှအာရိုက်ခဲ့ရတဲ့စင်အကြီးတွေရှိရယ်ပေါ့เนาะအဲအဲ့မှာဆိုရင်ရိုက်ပြီးသွားတာတောင်မှအာဘယ်လိုလဲဆက်တော့ငိုတော့ဗိမဲ့အဲ့လို ဘယ်လိုစိတ်ထဲမှာနည်းနည်းအဲ့ character ကြံတယ်လို့မျိုးလေးဖြစ်ခဲ့တယ်ပေါ့เนาะအဲအမျိုးဖြစ်ခဲ့တဲ့ character တစ်ခုပါတော့ဟုတ်